တာကြည်လေးမျိုး၌အစစ်မြင့်အိမ်တွင်မှုဆက်ချုပ်တဲ့နံအမတ်စင်ကိုဖွင့်လှစ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေးပိုင်းတာကြည်လေးမျိုးရှိနေဆက်ရေးရာဝန်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအမျိုးသမီးအိမ်တွင်မှုတမွေးလုပ်ငန်းပညာသင်တန်းကျောင်း၌အစစ်မြင့်အိမ်တွင်မှုဆက်ချုပ်တဲ့နံအမတ်စင်ကိုတင်နန်းဖွင့်လှစ်ခြင်းကိုယနေ့နေ့9နိုင်ကအဆိုပါတင်နန်းကျောင်းခမ်းမတွင်ကျင်းပပြုလုပ်ခဲ့ပါရယ်ရှေးဥစွာတာချီလိုက်တက်နယ်မှာ ဗိုလ်မှူးကြီးကျော်မင်းထွန်းကအဖွင့်မှာစကားပြောကြားပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ဝေသုံးကနေဆက်ရေးရဝင်ကြီးဌာနအနေဖြင့်နေဆက်ဒေသမှာတိုင်းရင်းသားလူမျိုးများ လူစွာအရေးမြင့်ဖွံ့ဖြိုးတိုးတက်စေရေးမူဝါဒများချမှတ်အကောင့်ထက်ဖို့ဆောင်ရွက်လျက်ရှိရာအနာဂတ်လူငယ်များအနေဖြင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးများတွင်ပူးပေါင်းပါဝင်ဖို့လိုအပ်ကြောင်းတင်နန်းဖွင့်လမ်းညွှန်မှာစကားပြောကြားခဲ့ပါသည်ဆက်လက်၍ခရိုင်မျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ေါ်လာလထီနှင့်တာဝန်ရှိသူများကသင်တန်းသူများထောက်ပံ့ပစ္စည်းနှင့်အလူငွေများပေးအပ်ပြီးတက်ရောက်လာသူများကသင်တန်းတွင်ခင်းကျင်းပြသထားသောပစ္စည်းများအားကြည့်ရှုလေ့လာခဲ့ကြပါသည်။ယင်းသင်တန်းသူတာချီလိတ်ခရိုင်တွင်းမှဗမာရှမ်းလာဟုအာခာကယံရခိုင်ချင်းစသည့်ဒေသခံတိုင်းရင်းသူအမျိုးသမီးငယ်30ဦးတက်ရောက်ခဲ့ပြီးသင်တန်းနည်းပြများကလက်မနှင့်စင်တီမီတာ7ချုပ်နီး22မျိုးလက်မှုပညာရက်10မျိုး မုံလုံနီနီဟင်းလျာချက်ပြုတ်နီ12မျိုးကိုရက်သက်တစ်ပတ်22ပတ်ကြာစာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ခမညာ